โอเคရှင်မမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ဆရာမဒီဒီပင်ရင်းမြို့နယ်ဦးထိန်တွင်းရွာပေါ့နော်အဲ့ဒီရွာကိုလေကျောင်းတက်ခိုက်မှုပြီးမှဆရာမရောက်သွားတယ်လို့ online မှာတင်ထားရတယ်တွေ့ရပါတယ်ရှင်ဆရာမရောက်သွားတဲ့အချိန်မှာအဲ့ဒီရွာကိုမြင်ရတဲ့မြင်ကွင်းကဘယ်လိုရှိလဲဆရာမအဲ့ဒါလေးပြန်ပြောပြပေးပါပါရှင်ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာထိခိုက်ဒဏ်ရာရတဲ့လူတွေပွေလွန်တဲ့လူတွေကိုတခြားနေရာကိုရွှေ့ထားပြီးခေါမိုးတွေလည်းလမ်းနေတယ်စာတင်ကုန်တွေလည်းကျိုးပဲ့တယ်သွေးစွန်းနေတဲ့သွေးခွက်တွေရဲ့နေရာအနှံ့ပြားမှာနောက်ပြီးတော့ ဘုံစံနေမှန်ပြီးတော့မှမြေကြီးမှာဒီလိုတွင်းနေရှားချီပြီးတော့တွေ့တယ်။တွေးစွန်းနေတဲ့ခဏကလေးတွေကြောင်အိတ်ကြီးအဖြူလွယ်အိတ်ကွန်ပါဘူးစာအုပ်အတန်းပေါ်တငယ်ချင်းကွယ်လွန်သွားလို့ငိုနေတဲ့ကလေးတွေအကိုသားသမီးတွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေတူးဆွပြီးတော့လာရှာကြတဲ့မိဘတွေနဲ့မြင်ရတဲ့မြင်ကွင်းကတော့ စိတ်မချမ်းသာစရာမြင်ကွင်းနဲ့တွေ့ကြရတယ်ရှင်ကဲဆက်မဒီလေကြောင်းတိုက်ခိုက်မှုအပြီးမှာပေါ့နော်ကြံခဲ့တဲ့ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ဒီဆုံးမသွားတဲ့ကလေးတွေရဲ့မိဘတွေရဲ့အခြေအနေရောဘယ်လိုရှိလဲရှင်ကြံရခဲ့တဲ့ကလေးတွေကသူတို့ရဲ့ခန္ဓာကိုယ်မှာလည်းထိခိုက်ဒဏ်ရာရတဲ့ကလေးတွေရှိအဲ့ဒီထိခိုက်ဒဏ်ရာရတာလေးတွေကိုကျွန်တော်တို့အရင်ကုသမှုပြုလုပ်ရလိမ့်မယ်တချို့ကအဲ့ဒီဟာနောက်တချို့ကကြတော့ခြေောက်တွေလက်တွေနောက် ခြေတော့ဟိုဘောနော် time limit ထားတဲ့နေရာတွေရှိတယ်အဲ့တော့ကလေးတွေကသူတို့ကိုကျွန်တော်တို့မေးလိုက်တဲ့ချိန်မှာဘာမှမသိတော့ဘူးမဲကနေလုံကနေတွေ့တာပဲသူတို့ပြန်လည်းမပြောချင်တော့ဘူးသူတို့မခံစားချင်တော့ဘူးပေါ့မိဘတွေထဲမှာတော့အမေတွေကတော့မဆောက်တည်နိုင်ဘူးပေါ့နော်တချို့ဆိုရင်တယောက်ကကွယ်လွန်တယ်တယောက်ကဒီမှာထိခိုက်လို့ပါလာတယ်အဲ့ကြတော့ तू က ကွယ်လွန်တာကြောင့်မလို့ကိုဘက်ကသဗ္ဗနခန္ဓာကိုလည်းပြီးသွားခြင်းနဲ့ဒီဘက်ကတပီးတယောက်ကလည်းထိခိုက်နေပြီဆိုတော့သူ့မှာအဲ့ဒီဝေခွဲမရတဲ့ဒီစိတ်ခံစားချက်တွေလည်းရှိနေတယ်။နောက်ပြီးတော့တာမန်ဆိုင်ကလေးဖြတ်သွားတယ်ဆိုတာကူတောင်မှသူ့မှာတအားကိုထိတ်ထိတ်လန့်လန့်နဲ့မပြေးနိုင်မလွှားနိုင်ပါတော့အဲ့ဒီအတန်ကြားတာနဲ့ကိုခလုံးလေးကြီးတွေဖြစ်ပြီးတော့မှအမလေးနှလုံးကြီးတုံလိုက်တာပေါ့။အဲ့လိုပုံစံမျိုးနဲ့စိတ်ပန်းဆိုင်ကထိခိုက်မှုတွေတွေ့ရတယ်ရှင့်။ ဟုတ်ကဲ့ဆရာမဆရာမအနေနဲ့ရောတို့ဒီစိတ်ပိုင်းဆိုင်ရာတက်တော်မှုရအောင်ဘယ်လိုနှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပေးခဲ့လဲရှင်။ကျွန်မတင်ယူလေ့လာထားတာလည်း basic counseling ဆိုတော့အများကြီးတော့မလုပ်တတ်ဘူးပေါ့။ဒါပေမဲ့သာသမီချင်းကိုချင်းစာပြီးတော့မှတို့ခံစားရတာဒီကိုကျွန်မကနားထောင်ပေးတယ်။တို့ငိုတယ်အဲ့လိုချိန်မှာကျွန်မအားပေးနှစ်သိမ့်တယ်။တို့ခံစားရတယ်လို့ကျွန်မလည်းထပ်တူခံစားရတယ် သူတို့ကိုနှစ်သိမ့်ဆွေးနွေးပေးရတဲ့အခြေခံကျန်းမာရေးစောင့်ရှောက်မှုလည်းလုပ်ပေးခဲ့တယ်။နောက်ဒီထိခိုက်ဒဏ်ရာရတဲ့သူတွေရဲ့အနာလေးတွေပြန်ပြီးတော့ဆေးကြောပေးတာလေးတွေလိုအပ်တာလေးတွေစောင့်ရှောက်မှုလည်းပြုခဲ့ပြီးရှင်။ဟုတ်ကဲ့ရှင်မအခုလိုစစ်တပ်ကလီဆောင်တိုက်ခိုက်မှုတွေလုပ်တိုင်းဝန်ထဲဆရာဖြစ်ရည်ဒီဖြစ်တိုင်းပေါ့နော် ဟို NUG ပါဝင်ဒုခွင့်ရေးဖွဲ့စည်းတရားထုတ်ပြန်ချက်တွေထုတ်တယ်အခုဒီဖြစ်ရမှာဆိုရင်တမ်မတ်ကြီးဦးကျော်မိုးထွန်းကိုယ်တိုင်ကပေါ့နော်ဒီလိုကုလသမဂ္ဂမှာတောင်းဆိုတာတွေလည်းရှိရပေါ့အဲ့လိုဖြစ်ရတဲ့ဖြစ်တိုင်းတောင်းဆိုမှုတွေရှိတယ်အဲ့ပေါ်နိုင်ငံတကာရဲ့အမြင်သဘောထားကရောဘယ်လိုရှိလဲသူတို့ရဲ့အာရုံစိုက်မှုတွေရောဆ iam နေနေပါတွေ့ရလဲရှင့်လူဖြစ်ရတဲ့အတွက်ထုတ်ပြန်ချက်တွေကြေညာချက်တွေကိုလုံးကြတယ်အဲ့လိုလုံးကြတဲ့အချိန်မှာ ကျမတို့ကတော့အကောင်းဆုံးပျော်နှင်ပြီးတော့မှဒါတွေကိုအမှန်တရားကို ထုတ်ဖို့တင်ပြတာတယ်တခြားနိုင်ငံတကာကဘလို့တုံ့ပြန်လာမယ်ဆိုတာဘောကျမတို့ကမျှော်မှန်းလို့မရဘူးသူတို့မှလည်းသူတို့နိုင်ငံရဲ့ပြည်တွင်းရေးရသူတို့ရဲ့ကုကြိုးစည်းဝါးရေးတွေရှိနေတဲ့အတွက်ဘလို့တုံ့ပြန်မယ်ဆိုတာကျမတို့မသိရပါဘူးသို့တော်လည်းပဲနိုင်ငံတကာကကူညီတယ်ဆိုရင်တော့ဒီဒေါ်လာရေးကအပြည့်အစုံအဆုံးရှုံးနည်းစွာနဲ့အမြန်ဆုံးပြီးသွားနိုင်တယ်။ကုနီမဲ့သူမရှိဘူးဆိုရင်လည်းကျမတို့ကကိုယ့်အရေးအတွက်ငါတို့မှငါတို့ပဲရှိတယ်ဆိုတော့ကိုယ်ကင်ဆွဲပြီးတော့ ုပ်ဆရာရှိတာတော့ဆက်လုပ်နေမှာပါရှင်။ဟုတ်ကဲ့ရှင်ဟုတ်။ဒီဒီကြောင့်တက်ခတ်မှုကလည်းချစ်ကောင်စီကလုပ်တယ်ဆိုတာလည်းသိကြရဲပေါ့နော်။ဆုံးသွားတဲ့ကလေးတွေရဲ့ဒီအလောင်းတွေမိခင်တွေရဲ့ထိခိုက်မှုတွေကိုလည်းကျမတို့လည်းမျက်မြင်ကိုယ်တွေ့တွေ့နေရတယ်အဲ့ဒါတော့မှဒီစစ်ကောင်စီ lobby တွေကစစ်တပ်ကလုပ်တာမဟုတ်ဘူးဆိုပြီးတော့ညှင်းချက်တွေနဲ့ထုတ်နေတာတွေ့ရပေါ့အဲ့ဒီပုံမှာရောစစ်တပ်ရဲ့လူမှုပေါ်သဘောထားဘယ်လိုရှိရလို့ဆရာမထင်နေရှင်သူတို့ကလူမှုကိုအကြောက်တရားနဲ့ထိနှိပ်ထားကြတာနောက်ပြီးတော့ပြည်သူလူထုတွေ အသိဉာဏ်မြင့်သွားမှာပညာတွေတက်သွားမှာကိုသူတို့တအားကြောက်တယ်။သူတို့အုပ်ချုပ်ရခက်ခဲမှာစိုးလို့။အဲ့တော့အခုဖြစ်ပွားသွားတဲ့ဥရိန်နေကြေးရကအဲ့အလီနာမှာရှိတဲ့ပတ်ချာနဲ့ကျောင်းလေးထဲမှာတင် जा ရတော်တော်အောင်မြင်တယ်။အရင်ရေချင်းစစ်တဲ့အရင်သွေးစစ်တဲ့ထူးချွန်ပေါ့နော်ပြိုင်ပွဲတွေလုပ်တဲ့ခါတိုင်းမှာသူကအယောက်20လောက်ကြီးတယ်ဆိုရင်အဲ့တချောင်းလေးကစောင်းလဲအောင်ပါတယ်။အဲ့လိုထူးချွန်နေဆိုတဲ့ခုံတည်င်းကလည်းဒီနားတဝိုက်မှာကတော့ တိတာတဲ့ခုံတင်းတည်းရဲ့အဲ့တော့အာအဲ့ဒီเจ้าကိုကွာဒီเจ้าကတိုက်လိုက်တယ်ကလေးတွေကကြောက်တဲ့အခါကျတော့အသက်နဲ့ပညာရေးဘာလို့ယူကြမလဲစာမသင်ဖြစ်တော့เจ้าနေမဖြစ်ဖြစ်တော့အဲ့ဒီလိုပုံစံမျိုးကိုစစ်ကောင်စီကရောက်စီချင်ဒီပညာသင်ကြားခွင့်ကိုလေသူကမပေးချင်နောက်တစ်ခါအာဒါရီရှိလို့ဒါရီဖြစ်တယ်လို့မစီမဆိုင်ကကောက်ချက်ကိုဆွဲပြီးတော့မှပြည်သူတွေနဲ့တော်လှန်ရေးနဲ့ကြားထဲမှာလည်း တတ်ဝင်ပြီးတော့ရှုံတဲ့ပုံစံမျိုးတွေရှိပါတယ်ရှင်။ဟုတ်ကဲ့ဆရာမရှင်။ကျွန်မအနေနဲ့မေးချင်တဲ့မေးခွန်းကဒီလောက်ပါပဲ။ဆရာမအနေနဲ့ရောဗာမြန်ဖြည့်ဆွတ်ပြောကြချင်တာရှိသေးရဲ့ရှင်။ဟုတ်ကဲ့ပါ။ကျမတို့ကလေးတွေပေါ်မှာတော့မဆာမနာနဲ့ဒီလိုမျိုးရက်ဆက်တဲ့စစ်ရာဇဝမှုကိုကျွလွန်ခဲ့တာပါ။သူတို့သုံးခဲ့တဲ့ဘဝမျိုးစားကိုကြည့်ရတယ်ဆိုရင်ဒီတရက်ကြုံတွေ့ခဲ့တဲ့ကာယတန်ရှင်တွေကပြောတာပေါ့နော်ပထမတစ်ဆက်ကြလာတယ် အဲ့ဒီမှာနောက်ထပ်ပွဲထွက်ပြီးတော့မှအလုံးသေးသေးလေးညားပြောက်ခဲ့ပေါ့ဒီမှာဒီကြောင်ပတ်ချတဲ့မှာကျင်းနေကျင်းနေကယာချီပြီးတွေ့ပတ်ချနေပါအဲ့တော့အဲ့ဒီလိုမျိုးလက်ဆက်ကြမ်းကြုတ်တဲ့ဒီလိုအပြုတ်မှုတွေပြုတ်လုတဲ့စစ်ကောင်စီကိုကျမတို့ကအဲ့ဒီဟာဒီအားလုံးရပ်တန့်သွားဖို့ဆိုတာကဒီတော်လေးအောင်မြင်ပြီးမြောက်မှာဖြစ်ပါပါဒါကြောင့်မို့လို့ကျမတို့ကတော့ နောက်ကိုမဆုတ်နဲ့ရှေ့တို့ထားမယ်ဒေါ်လာကြီးပြီးဆုံးသွားအောင်လုပ်ဖို့ရအတွက်စိတ်ပိုင်းဖြစ်ထားပါရှင်။ဟုတ်ကဲ့ပါဆရာမအခုလိုချိန်ပေးဖြစ်ကြပြီလို့ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင်။